ဒီ17ရက်17ရက်8လ2025မှာပေါ့နော်အန်ဒီရဲ့ပါလီသူ့အလုပ်တာဝန်ကြောင်းချွေတဲ့နေရာကိုသူကလက်ကလေးမီးဖောက်ဝင်တင်ထားပါတယ်ကလေးမီးဖောက်ဝင်ခံစားနေတဲ့ကာလမှာသူကခွင့်မပြည့်သေးတဲ့အတွက်သူ့ရဲ့အမျိုးသားနောက်ကိုကြောင်းချွေတဲ့နေရာကိုအလဲလိုက်ပါတာပါအလဲလိုက်ပါနေရင်လည်းဒီချမ်းပြည်ချမ်းပြည်နဲ့ပေါ့နော်ပအုပ်ကိုယ်ဝန်အုပ်ချုပ်ခွင့်ရနန်းတိုင်းဒေသရောက်တော့သူတို့ရဲ့မှတ်ပုံတင်တွေစစ်ဆေးခံရတယ်မှတ်ပုံတင်တွေစစ်ဆေးခံရတဲ့အချိန်မှာတမီးရဲ့မှတ်ပုံတင်ကိုဒီဟိုကကွန်ပျူတာထဲကိုထည့်လိုက်တဲ့အခါမှာ GPS MS စက်ဖြုန်ထည့်လိုက်တဲ့အချိန်မှာဒီမှတ်ပုံတင်နံပါတ်ဟာ ပြည်လီပြည်ထဲမှာပါဝင်နေတဲ့တရားခံကြီးဖြစ်တယ်လို့ဆိုပြီးတော့မှ န်းစီထားတာပါအစီရီယံမလုပ်ပါဘူးအဖမ်းခံရတဲ့အချိန်အဖြစ်တမီးကဒီမိဖောက်ခွေခံစားနေတဲ့ကာလဖြစ်တယ်ဒါပေမဲ့အဲ့အချိန်အထိလစာလဲခံစားတယ်အလုပ်လဲလုပ်ဆဲပါပဲမိဖောက်ခွေမလုပ်ခင်အချိန်အထိကိုတမီးကအလုပ်လုပ်ခဲ့တာပါအကောင်လုံးချင်းပြပါလေပြောလဲပြောပါလေဒါပေမဲ့သူတို့ကလုံးဝပြောလို့မရပါဘူးသမီးကိုချက်ချင်းပဲတရားရုံးကိုယုံကြည်ပြီးတော့ချက်ချင်းအုပ်ကိုယာယီရှုပ်ဆောင်တဲ့ကိုပို့ထားပါလေခန်းနဲ့အကြောင်းရင်းကတော့ဒီအင်းငင်းဒီရဲမေအင်းငင်းဒီတာပေါ့နော်ပွန်တက်21အမည်ရှိတဲ့ KP အကောင့်နဲ့ line ပေါ်မှာအတူခံပြီးတော့ထောက်ဖို့လုပ်တယ်ဆိုတော့ဆွဆွဲချက်နဲ့ဖန်ခံရတာပါ တာဝန်ထမ်းဆောင်ဆဲရဲမေကိုတရခံပြေးဆိုပြီးဖမ်းဆီးမန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးမှာတာဝန်ထမ်းဆောင်ဆဲရဲမေအင်းငိမ့်တီတာဟာကလေးမီဘွားကွင်းနဲ့ခွင့်ရယူထားခြင်းခင်မုန်းဖြစ်သူပြည်ထရေးဝန်ကြီးဌာနကအရာရှိရှိရာကြရပြည်နယ်တော်မှာ2023ခုနှစ်ကတရခံပြေးဖြစ်တက်မှတ်ထားတယ်ဆိုပြီးဖမ်းဆီးခံထားရပါတယ် ရဲမေအင်းငိမ့်တီတာဟာပြီးခဲ့တဲ့ဩဂုတ်လ17ရက်နေ့ကရှမ်းပြည်နယ်ပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကပြည်လောင်းမြို့နယ်နောင်တရားနယ်မြေရဲစခန်းအပိုင်းနန်းတိုင်းပူပေါင်းလုံခြုံရေးစစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံရပြီးအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှာ90ညနဲ့မဟာအောင်မြေခရိုင်တရားရုံးမှာတရားစွဲခံရပြီးအိုးဘိုထောင်မှာချုပ်နှောင်ထားတယ်လို့သိရပါတယ် ဖန်ဆီးခံရတဲ့ရဲမေအင်းကြီးတီတာဟာသူ့ရဲ့မှတ်ပုံတင်နံပါတ်နဲ့ KP အကောင့်ဖွင့်ခံရပြီးအကျန်းဖက်ဆက်နွယ်ရဆိုတဲ့ KP အကောင့်ရဲ့ဖုန်းနံပါတ်ဟာသူမလုံးဝအသုံးမပြုဘူးတဲ့ဖုန်းနံပါတ်ဖြစ်နေတာကြောင့်မာယွင်ဖန်ဆီးခံရတာဖြစ်ကြောင်းအမေဖြစ်သူဒေါခင်ခင်ညွန့်နဲ့ရောက်ခမဖြစ်သူဒေါမျိုးမျိုးတန်ကဘွိုင်းအော်မြန်မာကိုအခိုင်အမာပြောဆိုပါတယ် ဒီကိစ္စဟာမှတ်ပုံတင်နံပါတ်အသုံးပြုခံရလို့မှားယွင်းဖမ်းဆီးတာဖြစ်တာမို့တက်ဆိုင်ရာအနေနဲ့စစ်စစ်ပြီးပြန်လွတ်ပေးဖို့အထက်အဆင့်ဆင့်ကိုရှင်းပြအစီရင်ခံထားပေးမယ်လွတ်မပေးသေးလို့လာသားနိုးစုကလေးရှိတဲ့ရဲမေအေးငင်းတီတာကိုစားအမှုမှန်ပေါ်ပေါက်ရေးအတွက်တက်ဆိုင်ရာတည်စီဖို့မိသားစုက Voice of Myanmar ကတဆင့်တောင်းဆိုထားပါတယ်ဒီသူတို့ဆွဆွဲတဲ့ဖမ်းခံရတဲ့ဒီ Contact 21ဆိုတဲ့အကောင့်နံပါတ်နဲ့ KB အကောင့်ဟာ အမီးသုံးဆွဲတဲ့အမီးနဲ့လည်းမတူဘူးမှတ်ဟိုအမီးနဲ့လည်းမတူဘူးဖုန်းနံပါတ်ရှင်းလည်းမတူပါဘူးမှတ်ပုံတင်နံပါတ်လေးတစ်ခုသာတူပါလေဒါသမီးရဲ့မှတ်ပုံတင်နံပါတ်ကိုမတမာသူတူဦးဦးကဒါယူပြီးတော့အသုံးချခံရခြင်းသာဖြစ်ပါတယ်သမီးရဲ့ဖုန်းကိုသူတို့တင်ထားပါတယ်သမီးတက်တယ်ဖြစ်ပေးအပ်ထားတဲ့ဖုန်းနံပါတ်က39653869469နဲ့39669669644ကိုစင့်ကပ်ပါတယ် Redmi 90ဆိုတဲ့ဖုန်းနံပါတ်တစ်လုံးနဲ့မှတ်ပုံတင်ကိုသူတို့ကတက်တယ်ဖြစ်တင်စီထားပါတယ်ဒီတက်တယ်ပေးအပ်ထားတဲ့ ဒီ Redmi 9D ဖုန်းကို CID ကိုထင်မြင်ချက်တောင်းခံထားကြောင်းလည်းသိရှိရပါတယ်ပြန်ကြားထားခြင်းလည်းရှိတယ်လို့လည်းသိရှိရပါတယ်ဒါပေမဲ့ကျွန်မတို့အနေနဲ့ဘာမှရေးရရမသိရပါဘူးဒီ contact 21အကောင့်ကဖုန်းနံပါတ်39 462 60 243ဆိုတဲ့ဖုန်းနံပါတ်ကိုမြည်သူအမည်ဖြင့်မှတ်ပုံတင်ထားကြောင်းကိုလည်းဆက်သွယ်ရေးဖို့မေးမြန်းထားတယ်လို့သိရပါတယ်ရှင်ဒါပေမဲ့ကျွန်မတို့ကတော့ဘာမှပြန်ကြားထားခြင်းရှိပါဘူးတင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်လဲစစ်စစ်ဖို့ဒီလူကြီးတွေကအဲ့လိုမျိုးပြန်လဲစစ်စစ်ဖို့ ညွှန်ကြားတယ်လို့သိရပါတယ်ဒါပေမဲ့သူတို့ကဒီနေ့အချိန်ဒီမှာအေးချင်းဒီတာကိုအမှုမှာပေါပေါက်ဖို့အတွက်တေရှာစစ်စစ်မေးမြန်းခြင်းဘာတစ်ခုမှမရှိပါဘူးဒီဖြစ်စဉ်မှာတမီးအေးချင်းဒီတာကဒီ2015ရဲ့မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံမှာသူစင်ဆက်မပြတ်ကာဝန်ထမ်းဆောင်နေခြင်းဖြစ်တယ်။ဘယ်နေရာမှာခရီးသွားခြင်းထွက်ခြင်းသွားလာခြင်းလည်းမရှိပါဘူး။ဒီဥစ္စာကမှဒီသူသူတို့ရုံရဲ့သူတို့တိုင်းဒေသကြီးဌာနရုံရဲ့ကုတ်ကဲမှုရုံအောက်မှာရှိတဲ့ဒီအမှတ်3ရဲစခန်းဟာလမ်းချောင်းဝင်တော့7မိနစ်လောက်ပဲကြာပါလေ။အဲ့လောက်ကြာတဲ့ရဲစခန်းကစခန်းမှုတွေကတမီးကိုတရားခံခြင်းအဖြစ်ဆွတ်ဆွဲပြီးတော့ ဒီ fancy ထောင်ချထားခြင်းကတော့ဒါမှားလို့လည်းပြီးကျွန်မတို့ကယူဆရတယ်။ဒါကြောင့်မလို့တမီးအင်းကြီးတည်တာဟာဒီ contact 21ဆိုတဲ့ KB အကောင့်ကိုတုံးဆွဲခြင်းမရှိကြောင်းမှန်မှန်ကန်ကန်အစ်စစ်ခံလိုပါတယ်။ဘိုက်အင်းကြီးတည်တာကိုဒီအမှုကနေရုပ်သိမ်းပေးဖို့အတွက်တောင်းဆိုထားပါတယ်။ဒါပေမဲ့သူတို့ကစစ်ဆေးတယ်။စစ်ဆေးတယ်ဘိုက်အင်းကြီးတည်တာဒါဒီလိုမျိုးလုပ်ထားရဲဆိုတော့ဒီတို့တက်တည်ထိုင်ချက်ဖာညာရေးဘာမှမရှိပါဘူးမရှိရဲနဲ့တို့ကဒီတိုင်းလေးပဲဆက်ပြီးစစ်ဆေးပြီးတော့အင်းငင်းတီတာကိုမှတောင်းဝင်လက်မထိုးခိုင်းနဲ့တာဝန်ရှိတဲ့ရဲနှုတ်ကိုလည်းတို့ရေးယူပါမယ်ပြောပြီးတော့မှအင်းငင်းတီတာကို မယ်ဆက်လက်ပြီးတော့ရင်းဆိုင်မှာလို့တို့ကပြောပါတယ်အခုလိုနိုင်ငံရေးဒီလိုချုပ်ရှင်းဖြစ်နေတဲ့ကာလမှာဒီလို90ညဆိုတဲ့အမှုမျိုးဟာတရားရုံးမှာကျမတို့မှန်ပါတယ်မှားပါတယ်ဆိုတာဘာမှချက်လဲဝဲမရှိပဲနဲ့တရက်တည်းထောင်ချတဲ့အမှုမျိုးပဲဖြစ်ပါလေဒါကြောင့်မလို့ကျမတို့တရားရုံးမှာဆက်လက်ရင်းဆိုင်ခိုင်းခြင်းဟာကျမတို့အမှန်တရားပေါ်ပေါက်နေပါလေနဲ့ဆက်လက်ပြီးတော့တရားရုံးကိုဒီရင်းဆိုင်ခိုင်းခြင်းဟာမတရားဘူးလို့ကျမတို့မိသားစုခံစားရပါတယ်ဒါကြောင့်မလို့အောက်ရှေ့ကဒီလိုလုပ်နေတဲ့အကြောင်းကိုကျမနိုင်ငံတော်လူကြီးများနဲ့ ဒီတက်ဆိုင်ရာတာဝန်ရှိတဲ့ဌာနအကြီးအကဲတွေအားလုံးကိုကျွန်မသိစေချင်တဲ့အတွက်ကျွန်မဒီပြည်သူ့ရှင်းလင်းပွဲကိုလှုပ်ရှင်းဖြစ်ပါတယ်မိသူ့ကိုမှထိခိုက်လို့စေတဲ့စိတ်မျိုးမရှိပါဘူးကျွန်မတို့အတွက်အမှန်တရားပေါ်ပေါက်ဖို့အတွက်